မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာဟန်သူရဟင်းဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာပေါ့နော်ကျွန်တော်ဆက်နရီဝင်နဲ့ပတ်သက်ပြီးတော့တလားစာဟောစရံတွေဟောကြားပေးမယ်ဖြစ်ပါတယ်ခင်ဗျာဒါစကော်ပီယိုတွေအတွက်ပေါ့နော်ဒီနိုဝင်ဘာလမှာပေါ့နော်တလားစာဟောစရံတွေကိုကျွန်တော်ဟောပြမှာဖြစ်ပါတယ်ခင်ဗျာ ပိဿာယာရီဘွားတွေကเนาะဒီနိုဝင်ဘာလမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်နိုင်မယ်စီးပွားရေးအသက်တိုးချဲ့လောက်ကင်တာတွေလောက်ကင်တာနိုင်မယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့အသက်တိုးချဲ့တာတို့စီးပွားရေးပြောင်းရွှေ့တာတို့เนาะအလောက်ကင်အသက်ပြောင်းရွှေ့တာတို့အလောက်ကင်ခွေရေးစတာတွေကဒီပိဿာယာရီဘွားတွေဒီနိုဝင်ဘာလမှာကောင်းမွန်နိုင်မယ်အဆင်ပြေနိုင်မယ်ချောမွေ့နိုင်မယ်ပြောမယ်ဆိုရင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ ကောင်းမွန်အောင်မြင်လိုက်မယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်။လူမှုရေးနဲ့ပတ်သက်ရင်ပေါ့နော်ဗိဆာယာဒီဘွားတွေကဒီနိုဝင်ဘာလ17ရက်ပိုင်းမှာလူမှုရေးနဲ့ပတ်သက်ပြီးတော့နော်မြောက်စာခံရတတ်တယ်နော် ချီမွန်သောပနာပြုရခံရတတ်တယ်နောက်ပြီးတော့ယာဒူးခုံအင်းသိုးတက်ကြီးမာတတ်တယ်ပြောမှဆိုရင်ဒီလမှာဆိုရင် မိမိမမျော်လန့်မမျော်မှန်းထားတဲ့အရာတွေဖြစ်လာတတ်တယ်လုပ်ငန်းကင်ငန်းမှာပဲဖြစ်เนาะဒီမိမိရဲ့ဌာနနယ်ပယ်တွေမှာပဲဖြစ်ယာဒူးခုံအင်းအကြီးတွေရရှိတတ်တယ်စတာတွေတွေ့ရပါတယ်เนาะပြောမှဆိုရင် လူမှုရေးနဲ့ပတ်သက်ရင်တော့เนาะဒီဗိဆာယာဒီဘွားတွေကနိုဝင်ဘာလတွေမှာအရန်ကောင်းမွန် ပေါ့နော်ပြောမှဆိုရင်စီးပွားရေးရလူမှုရေးအရန်ကောင်းမှပါတယ်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းဒီပိဿာယာတီဘွားတွေကနိုဝင်ဘာလမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့လာဖြစ်တယ်ပြောမှဆိုရင်ဟိုဒီနှာစည်းချောင်းစုကိုပူအနှဲငယ်လောက်ပဲဖျားနာတက်ပြီးတော့ပေါ့နော်ជីជីမမအသက်အနည်းဆိုရင်ရတာတော့မတွေ့ရပါဘူးပြောမှဆိုရင်ဗိဆိုင်ယာလီဘွားတွေကနိုဝင်ဘာလမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်အချစ်ရေးအချစ်ရေးမှာ ိမိရဲ့ချစ်သူကမိမိကိုနော်နောက်ကျော်ဓာတ်နဲ့ထိုးဝါတတ်တဲ့အခြေအနေမျိုးကြုံတွေ့ရတတ်တယ်။ဗိဆာယာဒီဘွားတွေကပေါ့နော်။နိုဝင်ဘာလမှာအမှတ်မထင်ပဲနဲ့မိမိချစ်သူသမီးစားကမိမိကို ထားဝါတတ်တယ်လားဖြစ်တယ်။နော်ပြောမှဆိုရင်ဗိဆာယာဒီဘွားတွေအတွက်ဒီလကအချစ်ရေကံအယမ်းဆိုးတယ်အယမ်းညံတယ်လားဖြစ်တယ်။ပြောမှဆိုရင်အမှတ်မထင်ပဲနဲ့ဘာမှမဟုတ်တဲ့အကြောင်းတရားတွေနဲ့နော် ပြက်စကားပြုတ်စကားတွေပြောတတ်တာပေါ့နော်ပြီးတော့ကိုယ်လုံးဝသုံးသည့်ရအဆက်အသွယ်ဖြောက်သွားတတ်တဲ့အခြေအနေပတ်သက်လာရင်တော့အိမ်ဆောင်ရေးအိမ်ဆောင်ရေးနဲ့ပတ်သက်လာရင်ဗိဇာယာရီဘွားတွေကတဖက်လူရဲ့ဂျားစကားတွေကြောင့်အိမ်ဆောင်ရေးပျက်စီးတတ်တယ်ဂျားခလောက်ဆန်မှုကြောင့်မိအိမ်ဆောင်ရေးကိုထိခိုက်ပြုလဲတတ်တယ်ပြောမှဆိုရင်ဗိဇာယာရီဘွားတွေကအခြေအနေနဲ့အိမ်ဆောင်ရေးကဒီနိုဝင်ဘာလမှာအရန်ညံ့တယ်လို့ပဲပြောချင်ပါတယ်နော်စီးပွားရေးလူမှုရေးကျန်းမာရေးကောင်းမွန်တဲ့ အိမ်တောင်ရစ်အချီရအရန်ညံ့တဲ့လားဖြစ်တယ်နော်ဒါဆိုရင်ဘိဆာယာဒီဘွားတွေကပို့ပြီးတော့ကောင်းမွန်တာရဲ့နော်နောက်ပြီးတော့ယာဓုခွန်ရင်တိုးတာလည်းပို့ပြီးတော့ကောင်းမွန်အောင်ဆိုပြီးတော့ဗာမြရရာများလုတ်တိလဲဆိုတော့ဖျားเจ้าတွေမှာဖျားဖုန်ကြီးเจ้าတွေမှာအနေကထိုင်ကက်လူပါတက်ကြီးဝါကြီးပုတ်ကိုဆရာသမားတွေကိုနော် ခုံဖြစ်ဖြစ်ဘောနော်ကြမ်းကင်းဖြာစတာတွေကိုလှူခြင်းအဖြစ်ပေါ့နော်မိမိရဲ့ပိတ်ဆို့နေတဲ့စီးပွားရေးများမကောင်းတဲ့အရာများမကောင်းမကောင်းနေတဲ့စီးပွားရေးနဲ့ပတ်သက်တာရောလူမှုရေးနဲ့ပတ်သက်တာရောမကောင်းနေတဲ့အရာတွေပြေပြောက်ပြီးတော့ကောင်းခြင်းမင်္ဂလာအပြားပြားတွေကဒီနိုဝင်ဘာလမှာမိမိစီဆက်ဆိုင်မြန်မြန်ရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာမြန်မာစတာပစာ